ကျမ်းမာတော်မူကြပါစားခင်ဗျာဗုဒ္ဓဟူယာဟုသာသမိညာအတွက်ဧပြီလ3လစာမဟာပုံနဝင်းဟောစရံကိုဟောကြားပေးသွားမှာပဲဖြစ်ပါတယ်အလောက်ကင်စီဝါရေးမှာကိုပိုင်လုပ်ငန်းရှင်ကိုပိုင်စီဝါရေးသမားများအနေနဲ့လုပ်ငန်းလုပ်ကြရမှာစိတ်တွေလေးလံနေတတ်ပါတယ် စိတ်နဲ့လူနဲ့မကတ်တာเนาะဒါမျိုးလေးလည်းဖြစ်တတ်ပါတယ်။သေချာအချိန်ယူပါမလောပါနဲ့ဖြစ်ပြချင်းသွားပြီးလောက်ကန်ရမယ်လာတလာပါ။သူများလုံလုံနေတဲ့လူတွေလာခစားဝန်ထမ်းတွေအနေနဲ့လုပ်ငန်းခွင်ထဲမှာစိတ်နဲ့လူမကတ်ပြီးတော့တလွဲလေးတွေဖြစ်တတ်တာမို့လုပ်ငန်းလောက်ကန်တဲ့နေရာမှာစိတ်ရောလူရောနှစ်ပြီးတေချာဂရုတစိုက်လောက်ပါ။ အလုတ်ပြောင်းလို့သူတွေအလုတ်ရှာနေသူတွေအနေနဲ့ပထမတွေ့တဲ့အခွင့်အရေးထက်နောက်ထပ်တွေ့တဲ့အခွင့်အရေးတွေကပိုပြီးတာပိုပြီးကောင်းနေတတ်ပါတယ်နောက်ထပ်နောက်ထပ်အခွင့်အရေးလေးတွေကိုလည်းအချိန်ခဏစောင့်ပေးပါဗျငွေကြေးနဲ့ပတ်သက်ပြီးအကူအညီအောင်မြင်မှုလေးတွေရရှိနေတဲ့လားတလားပါကိုဘက်ကတာဝန်ကျေအောင်တာ ကြိုးစားပါဂတိတည်ပါငွေကံအစဉ်ပြေနေတတ်ပါれငွေကြေးနဲ့ပတ်သက်ပြီးတော့စိုးရိမ်ပူပန်စိတ်တွေအတွေးများတာတွေကိုတတ်နိုင်သမျှလျှော့ပေးပါပေါ့ပေါ့ပါပါနေပေးပါဗျငွေကံကောင်းနေအစဉ်ပြေနေတဲ့အချိန်ဆိုရင်စိတ်ရောလူရောတတ်နိုင်သမျှအေးအောင်နေနိုင်လေလေပိုကောင်းတယ်ပါဒါဆိုရင် ကောင်းနေတဲ့ကိုယ့်ရဲ့ငွေကြေးကံကပိုပြီးတော့တာပြီးတော့ကောင်းသွားတတ်ပါလေ။အဲ့ဒီအချိန်မှာမိษွေကစိတ်တွေအရန်ပူနေတယ်။နော်စိတ်တွေအရန်လေးနေတယ်၊စိုးရိမ်နေတယ်ဆိုရင်တော့ကောင်းနေတဲ့ကိုယ့်ရဲ့ငွေကြေးကံလေးတွေကပြန်ပြီးတော့ငုပ်ရှိုးသွားတတ်ပါလေ။မိသားစုအရေးမှာမိသားစုဝင်တွေရဲ့လိုအပ်ချက်တွေအရင်ကထက်ပိုပြီးတော့များလာတတ်ပါလေ။ အကူအညီလေးတွေအရင်ကထပ်ပို့ပြီးတော့တယောက်နဲ့တယောက်ပေးနေကြရတတ်ပါပဲမိမိနေထိုင်တဲ့အိမ်မိမိနေထိုင်တဲ့နေရာကိုတန်ရှင်းရေးလောက်တာမျိုးပြုပြင်ပြောင်းလဲတာမျိုးလေးတွေလုပ်ဥပမာ လေဝင်လေထွက်ကောင်းအောင်လုပ်လိုက်တာမျိုးတို့မိသီးလဲလိုက်တာမျိုးတို့တခုခုပြတော့အိမ်မှာပြုပြင်စရာရှိတဲ့အရာလေးတွေကိုပြုပြင်လိုက်ပါ နေရထိုင်ရတာပိုပြီးတော့ကောင်းမွန်အဆင်ပြေလာပါလိမ့်မယ်။မိသားစုဝင်နေအချင်းချင်းအရေးကြီးတဲ့ကိစ္စတွေကိုတိုင်ပင်တဲ့အခါမှာအမြင်မတူတာတွေသဘောထားကွဲလွဲတာတွေကြောင့်မို့တည်တည်ချာချာရေးရရရဆုံးဖြတ်ချက်မချနိုင်ပဲတချို့ပြောင်းလဲမှုလေးတွေကနှောင့်နှေးကြံ့ကြာနေတတ်ပါတယ်ဗျ။လူမှုရေးမှာကိုနဲ့စကားပြောနေကြမိတ်ဆွေတယောက်ယောက်နဲ့ စကားပြောနေရင်အလုတ်ဖြစ်တဲ့เนาะတကယ်အကျိုးရှိတဲ့အကြံဉာဏ်လေးတွေထွက်လာတတ်တယ်။ဒါကြောင့်မို့လေးလပိုင်းထဲမှာစကားဝိုင်းတစ်ခုခုမှာပဲဖြစ်ဖြစ်စကားပြောနေတာပဲဖြစ်ဖြစ်ကိုယ့်အတွက်အကျိုးရှိတဲ့အကျံစီတွေအချက်အလက်တွေเนาะလုပ်ငန်းကိုင်ငန်းတွေအခွင့်အလမ်းတွေတွေ့ရတာပါတယ် ဒါကြောင့်မို့မိษွေရေနဲ့စကားပြောတဲ့အခါမှာတေချာလေးအာယုံဆိုင်ကြည့်လိုက်ပါ နောက်တစ်ခုလူမှုရေးမှာရှေးမကြည့်နောက်မကြည့်အရေးသုံးပါနားမလည်ပဲနဲ့ပြောဆိုတာမျိုးတွေဆုံးဖြတ်တာမျိုးတွေကိုအတတ်နိုင်ဆုံးရှောင်ကျင်ပေးပါမေတ္တာရေးမှာလက်တွဲပေါ်မရှိသူတွေအနေနဲ့အနာကတ်လက်တွဲပေါ်ရွေးဖို့တေချာရှင်းလင်းပြတ်သားတဲ့အချိန်မဟုတ်သေးဘူးဗျာ မိမိကိုယ်တယောက်တည်းပျော်ရွှင်အောင်နေနိုင်လေလေပိုကောင်းလေလေပါကိုနဲ့စကားပြောလက်စရှိတဲ့လူတယောက်နဲ့မကြိုက်တဲ့အချက်တွေအမြင်မတူတာတွေကြောင့်မို့တယောက်နဲ့တယောက် အရင်ကားလောက်ဖြစ်ကြည့်စကားတွေအများကြီးတော့ပြောပြတော့မှာတော့မဟုတ်ဘူးဗျလက်တွဲပေါ်ရှိသူတွေကတော့စကားအခြေတင်တွေမဖြစ်ရအောင်နေရောက်သားညီညီနိုင်နိုင်နဲ့ စကားသေးချပြောတဲ့နဲ့အချိန်မှာအစပြန်ပေါ်လို့မကောင်းနဲ့အတိတ်ကအကြောင်းအရာလေးတွေပြန်ပေါ်လာတတ်တယ်။ဉာဏ်ပညာကိုသုံးပြီးတော့ပါပါနက်နက်နဲ့ရှောင်ထွက်ပါ။မေတ္တာရေးမှာလက်တွဲပေါ်ရှိသူတွေသဘောထားကြီးကြီးထားနိုင်မှအေးချမ်းမဲ့လာတလာပါ။ယခုဘောစရန်တည်ရေပူရချုပ်ငုံသုံးသက်ထားတဲ့အတွက်အကြံဉာဏ် လမ်းညွှန်မှုအဖြစ်နဲ့သာယူဆပါရန်တိုက်တွန်းအပ်ပါတယ်။မိမိရဲ့ကံကြမ္မာကိုအသေးစိတ်သိရှိလိုပါက Facebook နဲ့ Fiverr တို့မှာဆက်သွယ်မေးမြန်းနိုင်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်လာရင်ရေတောက်နေနေတာပါလေ။ရေများများတောက်ပေးပါ။နှခမ်းတို့အသားအရေတို့နော်မွဲ၆တာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ဒါကြောင့်မို့လေးလပိုင်းထဲမှာကျမ်းမာရေးကောင်းခြင်း ရေများများတောက်ပေးပါနောက်ထပ်ဂယုပြုစရာကျမ်းမာရေရာတော့မျက်စိပါဖုံးကြည့်များတာနော် laptop တွေ screen တွေအကြည့်များတာကြောင့်မို့မျက်လုံးပူတာမျက်ရိုးတွေကြိုက်တာနော်အဓိကအဒီမျက်လုံးနဲ့ပတ်သက်တာအဆင်မပြေတာလေးတွေကြီးစိုက်စေခြင်းပါတယ် screen time နည်းနည်းလျှော့လိုက်ပါအဆင်ပြေသွားပါလိမ့်မယ်ဗျပညာရေးမှာ ခက်ခဲပါတယ်ဆိုတဲ့အရာတွေကိုစိတ်အာရုံပေးချစူးစီးပြီးတော့ကြော်ဖြတ်နိုင်တယ်လားတလားပါပညာရေးမှာအာရုံလေးနည်းနည်းစိုက်နိုင် ပြီဆိုတာနဲ့အေးစီစီပေါ့ပေါ့ပါပါဖြစ်သွားပါလိမ့်မယ်ကိုနဲ့အတူတူစာလုပ်ဘုမဟုတ်စာကြည့်ရဲ့လူတွေကြောင့်အရင်ကတည်းပို့ပြီးတော့အားတက်လာတာเนาะစိတ်အဆင်ပြေလာတာမျိုးလေးတွေလည်း ြုံတွေ့ရတတ်ပါပဲဒီလာထဲမှာအကျိုးပေးတဲ့အရာဆိုရင်အစိမ်းရောင်အပြာရောင်ကောင်းပါတယ်တခုခုရေးကြည့်တာလုပ်မယ်ဆိုရင်စနေနေ့ဗုဒ္ဓဟူးနေ့တော့မှာရွေးချယ်လုပ်ကင်ပါခြီထိုးမယ်ဆိုရင်ခွန်လေးပေါင်ထိုးပေးပါညည်းတောင်းနေတဲ့အရာမျိုးတွေ တနင်္ဂနွေနေ့တို့တစ်ခဏန်းဟူတော့အနေငယ်ရှောင်စီလိုပါတယ်ဘုဒ္ဓဟူယာဟုသာသမိများအနေနဲ့လေးလပိုင်းထဲမှာကိုမမျောလင့်ထားတဲ့ရုပ်တရက်အပြောင်းလဲလေးတွေရရှိလာတတ်တယ်နော်ကိုကဒါတွေနဲ့လိုက်လျောညီထွေနေနိုင်အောင်ပြောင်းလဲနိုင်အောင်စူးစမ်းထားဖို့လိုပါလိမ့်မယ်ဗျနောက်တစ်ခု ဗုဒ္ဓဟူးရာဟုသာသမီလေးတွေဟာဒီဧပြီလရဲမှာစိတ်ဖြည့်စီမှုတွေတော်တော်များတတ်တယ်။သို့တော်စိတ်ဖြည့်စီမှုကကိုယ်ကိုအနံ့ယူသွားတာမျိုးမဖြစ်ပါစေနဲ့။စိတ်ဖြည့်စီတဲ့နောက်ကို စိတ်ရောလူရောလိုက်ပြီးတော့ခံစားနေပြီဆိုရင်ပို့ပြီးတော့ပူလောင်ရတတ်ပါတယ်ဗျ။လေးလပိုင်းထဲမှာပြုလုပ်ရမယ့်ရည်ရည်အားတော့ကိုယ့်ရဲ့ဒီဘေးပတ်ဝန်းကျင်မှာ စုံတယောက်ယောက်ကပစ္စည်းတစ်ခုခုလေးပင်တစ်ခုခုတည်နေတာမျိုးတွေဆိုရင်မိမိရလည်းဘေးကနေလိုက်ပြီးတော့ပုံကြည့်ပြီးကာယဌာနပြည့်ပေးပါဒါကတော့ပထမယတရားပါဒုတိယယတရားကတော့ကိုနေတဲ့နေရာကိုတန်ရှင်းရေးလောက်တာပါမိမိနေထိုင်တဲ့အိမ်သို့မဟုတ်အခန်းကိုတန်တန်ရှင်းရှင်းတတ်တတ်ရရဖြစ်အောင်တန်ရှင်းရေးလောက်ပေးပါ ဒါကတော့ဒုတိယယရိယပါတတိယယရိယကတော့တရားထိုင်ပါဘယ်နေ့ဘယ်ချိန်ဘယ်ခါမဆိုထိုင်လို့ရပါတယ်စိတ်ဖြည့်စည်မှုတွေတန်တရားတွေတွေးပူရာတွေကြောကြလာပြီးတော့စိတ်ပြင်းငြိမ်လာတာမျိုးအရင်ကထက်ပိုပြီးတော့အာယုံစူးဆိုင်နိုင်လာတာမျိုးနော်အဓိကဟိုတခြားအကျိုးတွေမရချင်နေပါဒီလေးလပိုင်းထဲမှာဗုဒ္ဓဟူးရာဟူးသာသမီတွေက စိတ်ဖိစီးမှုနဲ့ပတ်သက်ပြီးတော့တော်တော်မြင့်တက်တတ်တယ်။ဒါကြောင့်မို့စိတ်အဆင်မပြေတဲ့အရာတွေကိုရှော့ချပေးဖို့เนาะတရားများများထိုင်စေခြင်းပါတယ်။ဘုဒ္ဓဟူယာဟုသာသမီများအနေနဲ့လေးလပိုင်းပထမဘက်ထဲမှာကိုယ့်ကိုအာရင်ဆုံယောစေတဲ့လူတွေပဝန်းကျင်တွေအခြေအနေတွေကနေခက်ဝေးဝေးမှာနေပြပါနိုင်မယ်။လေးလပိုင်းဒုတိယဘက်ထဲမှာ ကိုလုံနေတဲ့အလုပ်သို့မဟုတ်လုပ်ငန်းထဲမှာရုပ်တရက်အပြောင်းလဲတွေလာတတ်ပါတယ်လေးလပိုင်းတတိယအပတ်ထဲမှာမမျောလင်ထားတဲ့ငွေရပေါက်တွေငွေဝင်မဲ့အကြောင်းတရားလေးတွေရောက်ရှိလာတတ်ပါတယ်လေးလပိုင်းနောက်ဆုံးအပတ်မှာတော့မိမိကိုမိမိပြန်လဲမေးခွန်းထုတ်နေတတ်ပါတယ်ကိုကဘာလို့ဒီမှာရောက်နေတာလဲ ကိုကဘာလို့ဒါတွေလှုပ်နေရတာလဲရည်ရွယ်ချက်ကဘာတွေလဲမိကွန်ပေါင်းများစွာပေါ့နော်မိမိကိုမိမိပြန်ပြီးတော့မေးနေတတ်တဲ့အချိန်ပါခொနည်းပါသမီများအားလုံးဘေးရန်ကင်းကွာချမ်းသာကြပါစေစိတ်ဆင်းရဲကင်းပါစေကိုဆင်းရဲကင်းပါစေကိုဝုံကိုတာကိုခန္ဓာချမ်းသာစွာဝေးမြူနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရစေ။